သူကနီပေါ်ဆိုတဲ့အမျိုးအစားမှာအတန်းပြင်းကျွန်တော်တို့ at least အပိုင်း၃ပိုင်းဟိုအမျိုးအစား၃ခုကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲတခုကတော့အာဘာလို့ဆိုတော့သူတို့ရဲ့အမြင်မှာဗမာပြည်နိုင်ငံရေးနဲ့ပတ်သက်ရင်နော်မဟာလားတွေကိုပထွေးမုံမုံမယ်နော်အဲဒါကလည်း NLD နဲ့ဒေါ်စုမွေးမြူသွားတဲ့တစောက်ကန်းယူအစတွေသာဖြစ်တယ်ပေါ့နော်အဲ့တော့ စစ်တပ်ကိုပထွေးမုံမုံမယ်အဲပြီးလို့ရှိရင်အောင်ဆန်တစောက်ကန်းအောင်ဆန်ကျုပ်တို့ကတော့အောင်ဆန်ကိုလီးမလို့ကျုပ်တို့ကလေးစားကြည့်ညိုအားမလာလို့ဆိုပြီးတော့နေတဲ့ကောင်းနေပေါ့နော်အဲ့တော့တစောက်ကန်းအောင်ဆန်ကိုအဲသူတို့တင်ဘူးတဲ့တမိုင်းနေဘာတွေမှာသူတို့ကအမြင်ဆုံးဟာအောင်ဆန်လှုပ်တလို့လှုပ်လိုက်ရင်ဘာဒါဘယ်ကောင်းမှဒီအောင်ဆန်းကိုလှန်ရဲမှာမဟုတ်ဘူးလှန်ရဲတဲ့ကောင်မှန်သမျှအမျိုးသားရေးတက်စပေါက်ဖြစ်သွားမှာလို့ဆိုတော့ဒီမန်းချက်နဲ့ တစောက်ကဲအောင်ဆန်းရဲ့လမ်းစဉ်ကိုလိုက်ကြတဲ့ကောင်းနေနော်အဲခုနကပြောရနော်မာလာတွေပထွေးမုံမုံမယ်တစောက်ကဲအောင်ဆန်းဖင်ဖျားထင်ကိုးခွေမယ်အဲပြီးရင်သူသမီးစောက်ချီရှူပြီးတဲ့အခါမှာသူသမီးစောက်ချီရှူလိုက်ရင်လေနော်ဘယ်ကောင်မှငါတို့လှန်ရမှာမဟုတ်ဘူးငါတို့ငါတို့ကဒေါ်စုစောက်ချီရှူလိုက်တာနဲ့ဒေါ်စုစောက်ချီကိုဟလာနှစ်ဖူးကတ်ထားလိုက်တာနဲ့ ငါတို့ဘယ်ကောင်မှဝေဖန်ရဲမှာမဟုတ်တော့ဘူးလို့ဆိုတော့အပိုင်တွက်ကိန်းနေနဲ့နီပေါ်ဖြစ်နေတဲ့ဟာကခုနကပြောခဲ့တဲ့နီပေါ်အပိုင်သုံးဟိုနီပေါ်အုပ်စုသုံးစုရှိတယ်ဆိုတဲ့ဟာကိုဒါကျွန်တော်က analysis လုပ်ပြတာเนาะအဲ့ဒီဟာတွေကအမျိုးအစားတစ်ခုပေါ့เนาะအဲ့ကောင်တွေကိုကျွန်တော်တို့ကအုပ်စုနီပေါ်အုပ်စုပေါ့เนาะနီပေါ်ဥစုပ်အေလို့တတ်မှတ်တယ်ပေါ့เนาะပြီးရင်တော့ဘီ နီပေါ်အုပ်စုဘီကကြတော့ဘာမှကိုမတည်ဘူးသူတို့ရဲ့ဘဝမှာအဲ့ဒီဂျာလင်းတရုတ်တရုတ်လောက်ဆောက်ဆောက်ဆိုင်ကယ်ဇုတ်ဂျာလင်းကိုစစီးဘူးတယ်နော်အဲဆိုင်ကယ်တစ်စီးကို2သိန်း3သိန်းနဲ့ရတဲ့အချိန်မှာစစီးပြီးတဲ့အခါမှာအဲ့ဒီဟာကိုမစီးရခင်တော့ကနွားလှဲနဲ့သွားလာပြီးတဲ့အခါမှာအသားဟင်းဆိုတာအဲ့အညာဒေတာမှာအလှူရှိမှစားရတဲ့ကောင်းနေနော် ပြီးလို့ရှိရင်ပေါင်းစီတောင်မှာတလုံးနှလုံးမမှာတဘူးပေါင်းစီတပိတ်တာတို့ဘာလို့ငကန်ကင်ပြီးတော့လာတဲ့កောင်းနေနော်အဲပြီးလို့ရှိရင်ဟဲ့လားဂျာလင်းဆိုင်ကယ်မပေါ်ခင်အချိန်နေရအထိနော်အာကျုပ်တို့နေတာစီ point နေတာစီတို့အဲပြီးလို့ရှိရင်ကျွန်တော်တို့0တူထဲမှာပါတဲ့မေတ္တနုပုံကလေးတွေနန္ဒာလိုက်ပုံကလေးတွေကို ဖောက်ထုတ်ပလတ်စတစ်ထဲကနေဖောက်ထုတ်ပြီးတော့ထရံချားမှာညှက်ပြီးတော့ကြည်နူးရတဲ့ကောင်တွေကောင်စားမျိုးတွေနော်အဲ့ဒီလိုကောင်စားမျိုးတွေကနော်ဟာမသိဘူးအာ88တော့ဆိုလို့ရှိရင်လည်းဘာလို့ဆိုတော့ ဒီမိုကရေစီရရှိရေးဘာမှမသိဘူးဒီမိုးကရရရှိရေးတို့ကြွေးကြော်တဲ့ကောင်စားမျိုးတွေကတက်တက်အဲ့ကောင်တွေပဲအဲ့တော့ကတပင်းတို့ဘာလို့ညာတို့မှာဆိုရင်စကမ်းမှုကိုတတ်အာရင်ကိုခွဲအသေးကိုထုတ်ပြီးတော့အရက်နဲ့မြည်တယ်လို့ဘာလို့ဆိုရဲဘာဘရီယမ်နေပေါ့ဗျာစောက်အောက်တန်းစာတော်နေတော်စာကောင်နေပေါ့နော်အဲ့တော့အဲ့ဒီကောင်တွေကလေဟာအဲ့တော့ငနေရဟာရန်ကုန်ကရန်ကုန်ကလူတွေတောင်းတာပေးလိုက်လို့ထွက်ပြီးတော့စန္ဒပြခဲ့တဲ့ကောင်တွေပေါ့နော် ဆိုတော့အဲ့ဒီအကောင်မျိုးတွေဘာပဲမေ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 ဆိုရဟာနေချင်းလောက်တီးချင်းတီးမယ်ဗျဘူမန်မသိကိုမန်မသိနဲ့ကောင်နေဘူမသိကိုမသိကောင်နေနော်အဲ့ကောင်တွေကလည်းဟာအဲ့ရှင်းကအုပ်စုအေရကောင်တွေရဲ့တော်ချာတွေမိတာပေါ့နော်တော်ချာတွေဆိုတာကအောင်ဆန်းတို့တောင်မှလက်နက်ကင်ပြီးတဲ့အခါမှာတော်လန်ခဲ့သေးတာပဲမင်းတို့မှလည်း rise of revolution နော်တော်လန်ပိုင်ခွင့်ရှိတယ်ဆိုတော့ စောက်အယူအဆတွေကိုအဟုတ်ထင်ပြီးတော့မှလိုက်ပြီးတော့နီပေါ်ဖြစ်အဲအဲ့ဒီဟာကနေပြီးတော့မှအကျိုးစီးပွားဟာဟိုဘက်ရွာကနော်အဲခြေရက်တည်းရှိတယ်ပေါ့နော်ဘာညာနော်ဆိုတော့ပညာတတ်နဲ့ခြေရက်တည်းရှိတဲ့ရွာကအခုအညာဒေသမှာဆိုရင်အများစုကပြူရွာတွေဖြစ်ကုန်တယ်အဘောမရွာတွေပေါ့ဗျာသူတို့ရဲ့အတုံးတော့နော်အဲ့တော့အဲ့ဒီရွာတွေကိုသွားပြီးတော့ဝင်ပြီးတော့တတ်တယ်ဖြတ်တယ်နော်ဘုံကြီးတွေတတ်တယ်ဘာလုတ်တယ်ညာလုတ်တယ်ပေါ့နော် ဆိုတော့အဲ့ဒီကောင်စားမျိုး barbarian အရင်ဆိုင်ကောင်တွေတိရ